ချစ်ခင်လေးစားရပါတော့တော်လဲကလေးကပေါင်းတို့မင်္ဂလာပါရှင်နေဦးမိသားစု channel မှာပြန်လေးကြိုဆိုလိုက်ပါရရှင်အခုခါမှာတော့ဆရာကြီးမြင့်သိန်းခရေးတာတာတော်ဝိတုရှိလေးဖြစ်တော့ညင်ကပါအချင်းသားအပိုင်း6လေးကိုဖတ်ပြပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်အပိုင်း6မေမင်းလေးကိုငါမတက်ပြစေနဲ့ စေတော်ကြံပင်သင်းနဲ့ငမဲတို့သည်မြို့ရင်းသူရောက်ရှိသွားပြီနော်ဇရဲတလုံးတွေအိတ်ဆက်ကြလေဤနောက်တနေ့နနက်တွင် တလန်းဝင်တလန်းထွက်ဆိုသလိုလှဲ့လေ၍ကပြကားငွေကြီးအသက်ပြများတောင်းကြလေဤဤသို့နှစ်ပင်၎င်းတို့သည်ကမှုမြင့်မြင့်ကလေးပေါ်တွင်စောက်ထားသောလှပခံရသည့်အိမ်တဆောင်ရှိသူရောက်သွားဤငမဲသည် ထိုအင်ကိုအကဲခတ်လိုက်၏ထိုအိမ်၌ယောက်သားယောက်ျားသားများကြီးတွေ့ရ၏ထိုအိမ်၌မိမဟု၍အရေးအခြေများပင် မတွေ့ရပေငမဲသည်တန်လွင်ကိုတချွင်ချွင်ခောက်လိုက်၏ထိုတန်လွင်တန်လေးညှိ၍ထွက်လာသောကျန်ပင်သည်ဤတချင်းစုတန်သည်စပြန့်ကြည်နူးဖွယ်ကောင်းလာတော့၏ထိုနောက် ကြံပင်သင်သည်လက်ချောင်းကလေးများကွေးညွန့်၍ကာ၏ပြီးလျင်လက်မောင်းလေးများချီလှုပ်ရလှုပ်ရှား၍ကာ၏ထို့နောက်စက်ကလေးကိုအသအရခရမ်း၍ကာ၏ထို့အခပြီးနောက်မျက်လုံးကလေးတွေချီရရှား၍ကာ၏များမကြမီ၌ပင်လမ်းသွားလမ်းလာသူတို့သည်ကြံပင်သင်ကာတီကို ကြည့်ရှုရန်ဝိုင်းအောင်လာကြ၏ ထို့နောက်တောင်ကမူးလေးပေါ်ရှိအိမ်အထက်ခန်းစီမှာပြတင်းတကားပွင့်လာ၏ထို့ပြတင်းတွင်အသက်30အရွယ်မပြေသေးသင့်သောချောမောခန့်ချာသည့်လူငယ်တစ်ယောက်သည်ရက်လျက်သားရှိ၏ထို့လူငယ်သည်ကြံပင်တင်းကားသည်ကိုစူးစိုက်၍ကြည့်နေ၏ထို့တို့ကြည့်နေကားမှပင်ငမဲသည်တန်လွင်နှင့်စီးတို့ကိုဆက်မသိတော့ဘဲ အကကိုရက်ပစ်ခိုင်းလိုက်၏ထို့သူရက်ပစ်ခိုင်းပြီးနောက်သူသည်အနည်းရှိတစ်ကိုင်းချောက်တစ်ခုကို ကောက်ယူကာလက်ထဲတွင်ဝှိရမ်းလိုက်လျင်တစ်ကိုင်းချောက်မှတိရွဲ့စိမ်းများထွက်လာ၏ကြည်နေသောပရိသတ်သည်လက်ခုပ်ဩဘာပေးကြလေ၏နောက်တစ်ခါဝှိရမ်းလိုက်လျင်အပွင့်များပွင့်လာပြန်၏တစ်ကိုင်းမှတရက်ကိုင်းဖြစ်သွား၏ ထွက်လာသောအရွက်များမှလည်းတရွက်ရွက်များဖြစ်၏ပွင့်လာသောအပွင့်များမှလည်းတရက်ပွင့်များဖြစ်၏ထို့နောက်ငမဲသည်တစ်ကိုင်းကိုထပ်မံ၍ဝေရန်လိုက်ပြန်၏ထိုတစ်ကိုင်း၆နိုင်တရက်သီးများသီး၍လာလေတော့၏တရက်သီး၃လို့ကိုခုလိုက်၏တလုံးကိုတံပင်းသင်းနှင့်စီတော်သို့ပြစ်ပေးလိုက်၏တလုံးကိုပရိသတ်ဘတ်သို့ပြစ်ပေးလိုက်၏ကြံတလုံးကို ကြိုက်စားလိုက်၏ပရိသတ်များသည်လက်ခုပ်ဩဘာတီး၍အားပေးကြ၏ထိုနောက်ငမဲသည်တစ်ကိုင်းချောက်ကိုဝှေ့ရမ်းလိုက်ရာအတိအပွင့်အရွယ်များအားလုံးပျောက်သွားကြ၏ထိုနောက်ငမဲသည်တစ်ကိုင်းချောက်ကိုထပ်မံဝှေ့ရမ်းလိုက်ရာလက်ထဲတွင် ရှိသောတစ်ကိုင်းချောက်သည်လင်းမွေတကောင်ဖြစ်သွားလိမ့်၏ပရိသတ်သည်အော်ဟစ်၍ဩဘာပေးကြ၏ငမဲသည် လင်းမွေ၏အမိကိုကင်၍ရမ်းပြ၏ထိုအခါလင်းမွေသည်လင်းမွေမဟုတ်တော့ဘဲကျိုးတချောင်းဖြစ်သွား၏ထိုနောက်ထိုကျိုးကိုဝင်ရမ်းလိုက်ရာနှင်းရှိတစ်ခုဖြစ်သွား၏ထိုသူနှင်းရှိဖြစ်သွားလျင်ငမဲသည် တချင်းတစ်ပုဒ်ကိုမှုတ်လေတော့၏ထိုတချင်းမှာသူဝနာပုံမိ၏နိုင်ငံတော်တချင်းဖြစ်၏ပရိတ်သတ်သည်ထိုတချင်းကို အယုအသေးပြုသောအားဖြင့်ငြိမ်၍နေကြလိမ့်၏။တခြင်းပြီးသွားသောအခါမှလှုပ်လှုပ်ရှားရှားပြန်၍ဖြစ်လာ၏။ထို့အချိန်၌မှာပင်ပရိသတ်သည်အိမ်ဘက်စီသို့လှမ်း၍ကြည့်ကာလှုပ်လှုပ်ရွရွာဖြစ်သွားပြန်၏။တမူးလေးလာနေပြီတမူးလေးလာနေပြီ။ဟုတ်တစုံတယောက်ကလှမ်း၍ပြောလိုက်၏။ဆော့ဆော့ကတရင်ပေါက်တွင်ရက်နေသောလူငယ်ဖြစ်ကြောင်း ငမဲတတိပြုမိတော်၏ထိုတမူလေးဆိုသူသည်ငမဲဤမျက်နာကိုစူးရဲသောမျက်လုံးဖြင့်ကြည့်လိုက်ပြီးနောက်အဘရဲ့ပြင်စလက်ပညာတိတ်ပြီးကောင်းတယ်အဘရဲ့ဒူးမနာတမိကရဲ့အကကလည်းတိတ်ပြီးကောင်းတယ်ဟိုမှာအဘကိုစားဤတန်လွင်တီးတဲ့မင်းကလေးရဲ့လက်တံကလည်းတိတ်ပြီးကောင်းတာပဲ အဖအတို့၃ယောက်ကိုစုချခြင်းလို့ဒီမျိုးမှာကတတိုင်းတပြေကလူဆိုရင်နည်းနည်းကယူဆိုင်တယ်ဒါကြောင့်အဖအတို့သားအဖအတို့သားဖတ်၃ယောက်စလုံးကို ပြောချင်တာကတွားချင်တာကိုတွားလို့ရတယ်နေချင်တဲ့နေရာမှာတော့နေခွင့်မရှိဘူးအဖအတို့သားဖနေဖို့ဒီမျိုးရဲ့မြောက်ဖျားပါ နေရာပေးမယ်အဲ့ဒီမှာတစ်ဝါလဲပေးမယ်အိမ်ဆောက်ပေးနေရမယ် အဲ့ဒီလိုမနေနိုင်ဘူးဆိုရင်တော့အခုပဲဒီမျိုးကထွက်သွားပါကျုပ်ဟာဒီတိုင်းပြည်ရဲ့အထူးလုံခြုံရေးတပ်မှုဖြစ်တယ်ခုပြောလိုက်ရစီတော့ကျန်ပင်သင်းနဲ့ငမဲသည်တပ်မှုလေးကိုရူသေးစွာဥညွှန်းလိုက်ကြလေ၏ထို့နောက်ငမဲကကျုပ်ဟာမုတ်ဆိုးဖို့အဖိုးအိုတယောက်ပါပရိဟေတနာဝန်းစာအတွက် ။တမီးပြုတ်လေးနှစ်ယောက်နဲ့ကလူကဆိုးလို့ဆိုးတီးလို့တီးမှုတ်လို့မှုတ်ပြင်စလက်ပြလို့ပြနဲ့အတံမွေးရပါတယ်။အခုလိုတံမူးလေးကနေစရာထိုင်စရာပေးတော့တမီးပြုတ်လေးအတွက်ကြုတ်ဖြစ်ရင်အေးရလေရဲ့။ဟိုပြောလိုက်လိမ့်ဤထို့နောက်တွင်ကတမူးလေးဤအစီအစဉ်ဖြစ်မြို့ဤမြောက်ဖြားစီတို့ခေါ်ဆောင်သွားပြီးလည်းရင်နေရာထိုင်ခင်းစီမံပေးလိုက်လေတော့ဤ ၎င်းတို့သုံးဦးသည်တမူးလေးစီစဉ်ပြီးသောနေရာ၌စတင်နေထိုင်ကြပြီဖြစ်၏ထို့သို့နေထိုင်ပြီးနှစ်ရက်မြောက်သောနေ့တွင်တမူးလေးကိုယ်တိုင်ရောက်လာ၏ပြီးလျင်အပါနဲ့မေမင်းတို့ပါများလိုချသည်လေဟုလာ၍မေးလေ၏ထို့အခါငမဲကတမူးလေးရဲ့ခြေဆုပ်ကြောင့်လေးရထရေတော့အဆင်ပြေသွားပါပြီ ဒါပေမဲ့ဒီနေရာကရေနေနေရှားတယ်။ရေရင်းတူးခွင့်ရမယ်ဆိုရင်တော့ရေရင်းလေးတတွင်းလောက်တူးချင်တယ်ဟုပြောလိုက်ရာတမူးကလေးကဒီအတွက်မပူပါနဲ့။ငှက်ပြန်လာပြီးတူးပေးပါမယ်။ကျုပ်ပြီးသူကတဲ့ရင်ကိုအကြောင်းကြထားတယ်။အဲ့ဒီမှာရေကြောနားလေသူတယောက်ပါလာမယ်။သူဟာပြီးသူကတခွဲရဲ့တက်ဖို့တယောက်ပဲ။ရေကြောနားလေတလို့ လူကျော်နည်းနည်းမှာသူ့ကျော်ကိုကြည့်ပြီးဆက်ဆံပေါ့ရေရင်းကောင်းကောင်းတတွင်ရပါလိမ့်မယ်နောက်လည်းလိုအပ်တာရှိရင်ပြောပါဟုတ်ဆိုကတမူးလေးဒီပြန်သွားလေတော့ဤနောက်တနေ့တွင်တမူးလေးပြောသည့်အတိုင်းမွန်စစ်တီတော်များရောက်ရှိလာပြီးလျင်ငမဲတို့အတုံးပြူရင်ရေရင်းတတွင်ကိုတူပေးကြလေဤ၎င်းတို့ကိုအုတ်ထုတ်သောပိတုကတက်ခွေမှုလဲ ပါလာ၏ရေကြောကိုကောင်းစွာနားလေတော်လဲသူဤမျက်နှာကြောမှာမာကြောလာတော်၏တို့ရရင်စီတော်နှင့်တံပင်သင်ဤဆက်ဆက်ရေကောင်းမှုကြောင့်ထို့သူဤမျက်နှာကြောသည်ပျော့ပြောင်း၏သာသည်ဖြစ်ရာရေကြောကိုလည်းစောစီးစွာတူးမိလေတော်၏ထို့နောက်၎င်းရေတူးသောအတဖွဲပြန်သွားကြ၏ထို့ညက၎င်းတို့သုံးဦးသည်ကျက်တကောင်ကို ချက်၍စားကြ၏ထိုသို့စားတော့ပြီးနောက်သုံးဦးသားနှီးနှောတိုင်ပင်ကြလေ၏ထိုနောက်ငမဲကဘလိုပဲဖြစ်ဖြစ်မနူဟာဘရင်ရဲ့တမှုလေးကိုတော့အပိအပိုင်ကိုယ့်ဘက်ပါနေအောင်စီယုံသိမ့်သွင်းရမှာပဲအဲ့ဒီလိုစီယုံသိမ့်သွင်းတဲ့ကိစ္စမှာလဲမင်းမင်းတို့နှစ်ယောက်အနက်တယောက်ကတာဝန်ယူရမှာပဲအကောင်းဆုံးနှီးကတော့သူ့ဟာယောက်ျားဖြစ်တယ် သူ့ကိုလင်သားအဖြစ်စီယုံသိမ်းသွင်းလိုက်တာဟာအကောင်းဆုံးပဲဒါပေမဲ့မေမင်းတို့ဟာစစ်တာဝင်နဲ့လာတဲ့တရှုမေရီဆိုတာလည်းမမေ့ကြနဲ့အဲ့ဒီတော့တမူးလေးကိုဘသူစီယုံရမယ်ဆိုတာတရားတစ်ဖြစ်ဖြစ်အောင်မေမင်းတို့နှစ်ယောက်မေးနိုင်ကြမေးပေါက်တဲ့လူအဲ့ဒီတာဝေယူဟုတ်ဆိုကငမဲသည်နှီးစာကိုမဲပြုတ်လို့ရမဲနိုင်ခိုင်းရာတံပင်တင်းသည် မဲပေါလီတော့ဤသမီးကြံပင်တင်တမူးကလေးကိုနေမင်းမာတို့တက်အပ်တဲ့အတက်နဲ့သူ့ကိုဖျားရောင်းပထမဦးဆုံးမှားချင်တာက သူ့ကိုမချစ်နဲ့ဒုတိယမှားချင်တာကသူ့ကိုမချစ်နဲ့တတိယမှားချင်တာကလည်းသူ့ကိုမချစ်နဲ့ချစ်လိုက်ရင်အင်တောင်ရေးတာဝေဖြစ်သွားမယ်အခုငြင်းလုံနေတာကာ ိမ်တောင်ရေးမဟုတ်ဘူးစေရေးဒီတာဝန်ဟာငါပေးတာမဟုတ်ဘူးတန်ပတိပရဲ့အရှင်သခင်ဘေးရင်နော်ယထာပေးတာလည်းမဟုတ်ဘူးတန်ပတိပပြည်သူတွေကပေးတဲ့တာဝန်အဲ့ဒါကိုမကြေပွန်ရင်ခါမှချိတ်ထားတဲ့ကိုယ့်ရဲ့ဓာတ်နဲ့ကိုယ့်ရင်ဝါကိုထိုးပြီးသေတာဟာမြတ်တယ်ငါမတတ်တရားစီနေမင်းမင်းလေးဟုတ် ဆိုလိုက်လေ၏ထိုအခါကြံပင်တင်းကလယုံကိုဆန့်တန်း၍အနာဂတ်တန်ပါတီပါနိုင်ငံတော်ရဲ့ကောင်းစားရေးဟာငါတာဝန်အနာဂတ်တန်ပါတီပါတမျိုးသားလုံးလုံခြုံရေးဟာငါတာဝန်အနာဂတ်တန်ပါတီပါတမျိုးသားလုံးဖွံ့ဖြိုးရေးဟာငါတာဝန် ဟူကျွေးကြော်လိုက်လီတော်တတိဟုတ်ကဲ့ပါရှင်အခုလို့အဆုံးထိလိုက်ပါနားစင်ပေးသူတူချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်တစ်နောက်ထပ်ဗီဒီယိုလေးတို့လည်းလိုက်ပါဆင်းရှင်ပြကြပါဦးနော်အားလုံးပဲမင်္ဂလာပါရှင်နေဦးမိသားစု channel မှာပြန်လည်ကျေးဇူးလိုက်ပါတယ်ရှင်အခုတခါဖတ်ပြပေးတော့မှာကတော့ဆရာကြီးမင်းသိန်ခရေးသားထားသောမြင်းကပအကျဉ်းသားဤ ်အပိုင်း9လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အပိုင်း9ရင်ခုန်တန်းထိုနေ့ကဈေးနားတွင်ငမဲကြံပင်သေးနှင့် စီတော်တို့သည်ဈေးသွားဈေးပြန်များအားကပြ၍ဟတပြတောင်းနေကြလိမ့်၏။ထိုချိန်၌တမူးလေးသည် မြင်းကိုခွာလေးဖက်ချစီ၍မလန်းမကန်းမှဖြတ်သွား၏။ကြံပင်သင်းတို့ ကနေကြောင်းသိလျင် လဲတိုင်းကိုလှည့်ယူကြည့်ရမည်အစားစိန်ပေး၍မရသောယောက်ျားကောင်းတို့ဤအင်ဒရီကိုငဲ့၍လဲတိုင်းကိုမလှည့်ပဲမျက်လုံးတငယ်အောင်အင်ကိုသာတောင်းတို့မတိမတာရွှေ့လိုက်၏တရှိုးမာရီကြံပင်သည်သည်လက်ကိုမြောက်၍ကနေရမှမျက်နာရှိတွင်လက်ကိုကကွက်တစ်ခုဖြင့်꿰လိုက်ရင်တံမှုလေးကိုလှမ်း၍ကြည်ရန်ဖြစ်၏ တို့ရရင်ရွှေပေး၍မရသောမိမတို့အိန္ဒြေကိုငဲ့၍မျက်နာကိုတစ်ဖက်သို့ကောက်ခွက်ဖြင့်လှည့်ပစ်လိုက်၏ထို့နောက်မျက်နှာဝန်းကလေးကိုစက်ခနဲတမူးလေးဖက်သို့ရွှေ့လိုက်၏အကြည့်ချင်းစုံလူစုံခင်ဖြစ်သွား၏အမှန်အတိုင်းဆိုရပါမူအကြည့်ချင်းမစုံခဲ့သို့သောနှလုံးသားခုန်တန်ခြင်းသာစုံသွားကြ၏တမူးလေးသည် တတိဝင်လာ၏သူသည်နှလုံးခုန်နေကြောင်းသိရ၏ထိုသူသိလိုက်သည်နှင့်တပြိုင်နက်သူဤနှလုံးခုန်တန်ထဲတွင်တန်တရများထည့်လိုက်၏တံပင်သည်လည်းသူဤနှလုံးခုန်တန်ကို သူပြန်ကြား၍သွား၏ထိုအချိန်မှာပင်သူဤနှလုံးခုန်တန်ထဲတွင်တံပါတီပါနိုင်ငံတော်ဤသမိုင်းပေးတာဝင်များကိုထည့်ပြလိုက်၏ ထို့ကြောင့်တမူးလေးနှလုံးခုန်တန်စည်းချက်တိုင်းတွင်တန်တရာတန်တရာဟူ၍ဖြစ်နေတကယ်တော့တံပင်သိင်းဤနှလုံးခုန်တန်စည်းချက်တိုင်းတွင်လဲတမိုင်းပေးတောင်းတမိုင်းပေးတောင်းဟူ၍ဖြစ်ပေါ်နေ၏တမင်သိင်းသည် ရွှေပေး၍မရသော သူဤအိန္ဒြေကိုတမိုင်းပေးတောင်းအတွက်လွှတ်ချပစ်လိုက်၏ထို့ကြောင့်မျက်နာကို ်တမူနေဘက်သို့လှည့်လိုက်ပြီးလျင်ကော်ဆင်းနေသောမြေတောင်များဖြင့်တမူလေး၏အသေးနှလုံးကိုလည်ရက်ခေါ်လိုက်၏။ကျံပင်သိ၏ကော်ဆင်းသောမြေတောင်ကြီးများသည်တမူလေး၏အသေးနှလုံးကိုရိုက်ပုတ်ကစားနေ၏။တမူလေး၏တတိများသည်နှုံနှဲ့သွား၏။စောက်တီထားသောစိန်နှင့်တူသောယောက်ျားကောင်း၏အင်ဒရီများသည်လည်းဖယူဖယဲဖြစ်သွား၏။ တန်တရားစိတ်များသည်ခနော်ခနဲ့ဖြစ်သွား၏သူတတိယလာသောအခါ၌သူသည်မြတ်တောင်မခက်ပဲခြံပင်သိင်း၏မျက်နှာကိုငြီးဆိုင်ကြည့်နေမိလျက်သားဖြစ်နေ၏သူသည်မျက်နှာကိုလွှဲပြစ်လိုက်၏သို့တော့သူ၏မျက်နှာသည် သူ၏အမိန်ကို မနာခံပဲရှိနေ၏သူသည်စပတ်ကြီးမွေအညှို့ခံထားရတဲ့ကဲ့သို့ဖြစ်နေ၏အမှန်စင်စစ် ကြံပင်တင်းသည်တပည့်ကြီးမွေထက်ကြောက်စရာကောင်းသည်ကို တမူးလေးအနေနဲ့ပြည့်ပြည့်စုံစုံမရိစားမီကြံပင်တင်းသည်ကနေရာမှတမူးလေးရှိရာသို့ပြေးထွက်သွားပြီးလျင်တမူးလေးအားမဝင်မရဲအမူအရာဖြင့်ကျေးဇူးရှင်တမူးလေးကျွန်တော်ဖားရအိမ်ကိုလာခဲ့ပါဦးလို့ဖိတ်ခေါ်ပါရဲ့ဟုခယူနာတန်လေးဖြင့်ပြောလိုက်လေ၏ မင်းမင်းချန်ပင်တင်က ကျုပ်လာရင်တကားဖွင့်ပြီးကြိုမဲတယ်လားဟိုတမူလေးကမခုတ်တရုတ်မျက်နှာနဲ့မေးလိုက်ဤကျွန်တော်မတို့အိမ်မှာတကားမရှိပါဘူးဖွင့်စရာရှိရင်ကျွန်တော်မရဲ့ရင်ကို ဖွင့်ပြီးအသင့်ကြိုနေပါမယ်ဟုတ်ပြောလိုက်လေတမူလေးဤမျက်နှာသည် ဝင်းပသွားဤထို့အခါတမူလေးက အသီးကတော့လှပါရဲ့ပင်စီအခောက်ကြီးကမာကြောကြောနဲ့ဆိုတော့အဲ့ဒီအသီးနာကိုမကက်ဝင်ဘူးဟုပြောလိုက်လေဤအဲ့ဒီမာကြောကြောနဲ့ပင်စီအခောက်ကြီးကို အသီးဟာ တနည်းနည်းမှာဆုံပြီးသွားရတာပဲမဟုတ်လားမာကြောကြောနဲ့ပင်စီအခောက်ကြီးမှာ အသီးတွေကပ်မနေပါဘူးခြုံမဲ့သူလာရင်အသီးဟာ ပင်စီအခောက်ကြီးကိုဆွန့်သွားမြဲပါ ကျွန်တော်မတို့ရဲ့ဖခင်ဟာမကြောကြောပင်စီခောက်ကြီးနဲ့တူပါတယ်။ဒါပေမဲ့ तू ဟာစိတ်ကောင်းနှလုံးကောင်းရှိပါရဲ့။တမူးကလေးကိုလည်းအလွန်ကြောက်ရွံ့ရွတ်တေပါရဲ့ဟုချန်ပင်သင်းကပြောလိုက်လေ၏။လာပြီပဲဆိုကြပါစို့ချန်ပင်သင်း။ကျုပ်ကိုဘာနဲ့များအိတ်ခံမှာတော့ဟုတမူးလေးကမေးလိုက်လေ၏။ကျွန်တော်မတို့တလားသူတွေဟာ ငဖားမငပိကောင်ကိုမကြီးမဲနဲ့ချင်းချင်းဆက်ဆက်လေးချက်တဲ့နေရာမှာတခြားအရက်သူတွေနဲ့ကြေးကြောပေးပြီးပြိုင်ဝွင့်ပါတယ်။ဟုတ်ချန်ပင်သင်းကပြောလိုက်လေရာတမူးလေးကပြောရမှာလဲအားနာတယ်။ကျုပ်ကငဖားမငပိကောင် မကြိုက်ဘူး။ဟုတ်ပြောလိုက်လေဤ။ဒီလိုဆိုရင်လဲကျွန်တော်မတို့တလားသူတွေဟာဖားကလေးတွေကိုရေုပ်တီးနဲ့၆၆ကျွတ်ကျွတ်လေး စီပူတိုက်တဲ့နေရာမှာတခြားအရက်သူတွေနဲ့ညနေအိုးမဲတို့ကြီးပြိုင်ပြီးချက်ပွန်ပါတယ်။ဟုတ်တံပင်တင်ကပြောလိုက်လေ။တမှုလေးကကျုပ်ကဖားမကြိုက်ဘူးမေမေ။ဟုတ်ပြောလိုက်လေဤ။ဒီလိုဆိုရင်လေငပက်သားကိုမယုတ်သီးဆက်ဆက်နဲ့မှုမယ်။ကင်းမွန်ချင်ရွံ့နူလေးတွေကိုဟင်းချုပ်ချက်မယ်။ဟုတ်တံပင်တင်ကပြောလိုက်ပြန်ရ။တမှုလေးက ကျုပ်ငါဘက်သားမကြိုက်ဘူးဟုပြောပြန်လေ၏ဟိုပြောတမညာဟင်းလျာတွေမကြိုက်ဘူးကြီးပြောနေတော့ဒီကဘာချက်ရမှန်းတော့မသိတော့ဘူးဟင်းအိုးတွေကိုကြံပင်သိန်းကိုယ်တိုင်ပဲဝင်ထိုင်နေဖို့ရှိတော့မင်းဟိုကြံပင်သိန်းကပြောလိုက်လေယကြံတက်မူလေးကအဲ့ဒီဟင်းတော့ကျုပ်ကြိုက်လိမ့်မယ်ထင်တယ်ဟိုပြောလိုက်လေယကြံပင်သိန်းကကဲတော့တော့မင်းခုမှပွဲကြည့်မဲ့သူတွေကကြိမ်ဆဲနေကြပြီ။ ဟုဆိုကားဝေးခင်းစီတို့ခတ်တွတ်တွတ်ကလေးပြန်၍ပြေးလာ၏ဗမဲသည်စီတို့ကိုနှံ့ရင်ဟဲ့မိ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 ကျန်တမူးကိုကြောက်တာတော့ကြောက်ရတာပေါ့ဒါပေမဲ့ထမင်းကျွေးတဲ့ပြိတက်ကိုပို့ပြီးကြောက်ရတယ်ဒီလောက်တောင်ကြာရအောင်တကောင်းကြံညက်ရာစုံဝင်များတမူးလေးကပြောပြနေလို့လားဒါမှမဟုတ် နင်ကဘာယနတီပီကြီးကို ကျိုးနဲ့ချီနေလို့လားဟုတ်စီစူပူကျင်းမောင်းလိုက်လေဤယောက်ျားနဲ့မိန်းမဆိုတာမိတာကိုမဖြေရင်လဲမိုက်တယ်မိုက်တယ်လို့ပြောထင်ထင်မယ်ဖြေပြန်ရင်လဲကြိုက်တယ်လို့ထင်လိမ့်မယ်အဲ့ဒါကြောင့်မဖြေတယ်လို့ဖြေတယ်လို့မပြုံးတယ်လို့ပြုံးတယ်လို့ဖြေရတဲ့အဖြေဟာကြာတတ်တယ်ဗမေရဲ့ဟုတ် တံပင်သင်းကပြန်၍ဖြေလိုက်လေ၏ထို့နောက်တံပင်သင်းသည် ပြုံးချင်းမပြုံးချင်းကိုအကြောင်းပြု၍ဆက်ဆူထားသောတခြင်းတစ်ပုဒ်ကို အော်ဟစ်ဆူလိုက်လေ၏ထို့ချင်းတွင် စီတော်ကတန်လွင်ကိုတချွင်ချွင်မြင်အောင်တီးလိုက်၏ဗမဲကစီတော်ကို အချက်ချကျနှက်လေ၏တံပင်သင်းသည်လှပသောခွာကျိုးကကြွမြောင်ဖြင့်ကကြိုးကကွယ်များဖြင့်ကပြလိုက်သည်ဖြစ်ရာစောစောက စိတ်တူနေသောပြိတ္တသည်ကျင်းနဲ့သွားလေတော်တည်းဟုတ်ကဲ့ပါရှင်အခုလိုအဆုံးထိလိုက်ပါပြီတူဦးကျေးဇူးတိုင်းကိုကျေးဇူးများတင်ပါရှင်နောက်ထပ်နောက်ထပ်အပိုင်းလေးကိုလည်းစောင့်မျှော်ပေးကြပါအောင်နော်